အားသာဝါနာရှင်ညီအစ်ကိုမောင်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာမေလ6ရက်နေ့ရက်နောက်ဆုံးရအာဆီနယ်ညနေသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးသတင်းတစ်ပုဒ်ကိုတော့ဗစ်တာယောဂရက်ကနောက်ဆုံးရအခြေအနေနဲ့ကျွန်တော်စလိုက်အောင်ဒီသတင်းကိုတော့စပိန်သတင်းစာဖြစ်တဲ့အန်နာစီယိုနေကနေပြီးကျွန်တော်ကူးယူဖော်ပြပါရတယ်။အန်နာစီယိုနေဆိုတာကတော့စပိန်ဗတ်ချမ်းမှာဆိုရင်နာမည်တစ်ခုရနေခဲ့တဲ့ follower မီလီယံချီပြီးရှိတဲ့သတင်းဌာနအကြီးမားတစ်ခုပေါ့လေ။အဲ့တော့ဒီသတင်းဌာနရဲ့ဖော်ပြထားရဆိုရင်တော့အာဆင်နယ်တာဝန်ရှိသူတွေကမကြာတော့တဲ့ရပိုင်းအတွင်းမှာ Euro 360နဲ့ဗစ်တာယောဂရက်ကိုကမ်းလှမ်းသွားဖို့ပြင်ဆင်နေဆိုပြီးသူကဖော်ပြသွားတယ်။တစ်ဖက်က စပိုတင်အသင်းကကနဦးတုံးကတော့ Euro 360နဲ့80ရရရင်လက်ခံမယ်ဆိုပြီးသတင်းတချို့ထုတ်ခဲ့ပြီးမြဲလက်ရှိအချိန်မှာတော့ကလပ်သင်းတာဝန်ရှိတွေက Euro 300ဆိုတဲ့စာချုပ်ဖြစ်တင်ကြီးရမှာပဲလက်လွတ်ဖို့စံနှားရှိနေကြသေးရတယ်။သတင်းသွားလာရဆိုရင်ဒါပဲအဲ့တော့ဒီအချိန်မှာဘာကျွန်တော်တို့သွားတွေ့လဲဆိုတော့ကလပ်သင်းတစ်ခုသည်သူတို့ရဲ့ကစားသမားတစ်ယောက်ကိုရောင်းတဲ့အခါမှာဈေးသက်သာရဆိုတဲ့ပုံစံမျိုးအရင်ဆုံး marketing ဆင်းလေးရှိတယ်။အဲ့ဒီအခါမှာဒီကစားသမားတန်ကြီးလဲတင့်တယ် ဆွမ်းဆောင်ရေးလည်းကောင်းတယ်ဒီရသည့် performance လည်းမဆိုးဘူးရင်းနှီးမြုပ်နှံလို့ကောင်းတယ်ဆိုပြီးဝိုင်းပြီးလူကြတဲ့အခါမှာတော့ကလတ်တင်းကဇွေးကိုဆွတ်တင်လိုက်တယ်ဒါသည့်ရောင်းလို့အားနဲ့ဝယ်လို့အားရဲ့အဓိကအချက်ပဲအဲ့တော့ဒီကစားသမားကို Manchester United အာဆင်နယ် Chelsea ဒီအသင်းတွေလိုက်နေကစားသမားလည်းຫນွေမှာထွက်မယ်လို့ရှင်းလင်းပြောထားပြီးသားကလတ်တင်းကလည်း okay ငါတို့မင်းကိုထွက်ခွာခွင့်ပေးမယ်ဒါပေမဲ့ကလတ်တင်းအတွက်တော့ပမာဏတစ်ခုပြန်ရှာပေးရမယ်ဆိုပုံစံမျိုးနဲ့ကစားသမားနဲ့ဆွေးနွေးထားတယ် ကလပ်အသင်းဘက်ကလည်းကျွန်တော်တို့သွားပြီးကြည့်လိုက်မယ်ဆိုရင်ဒီကစားမနဲ့ပတ်သက်ပြီးဘာကြောင့်ဈေးတင်လဲဆိုတော့တချိန်တော့သူတို့ဒီကစားမကိုခေါ်ခဲ့တုန်းကဒီ Coventry အသင်းစီကို7.5%တချို့ ပေးစရာရှိတယ် ၂၀ရာခိုင်နှုန်းလားကျွန်တော်မှတ်မှတ်မိတော့အဲ့ဒီပါဆန်တချို့ရှိရဖြစ်တဲ့အတွက်ဒီကစားမောက်အာဆင်နစီကိုတန်းတန်းနဲ့ရောင်းလိုက်မယ်ဆိုရင်တော့အပြေးဝသူတို့စီရောင်းမှာမဟုတ်ဘူးအဲ့တည်းလေပစ်တာယောဂရက်ကိုစာချိုးဖြစ်တဲ့ယူတန်းတန်းနဲ့ရောင်းခြင်းနဲ့အာကြီးကတော့ယူတန်း60နဲ့ကနဦးကမ်းလန်းဖို့ရှေ့ဆိုပြီးတော့စပိန်သတင်းစာအန်အစီအုံတွေကဖော်ပြထားတယ်အဲ့တော့ဝိုင်းဝိုင်းလည်နေခဲ့တဲ့ကစားသမားကတော့နှွေမာထောက်ခါမယ်ပြောထားလို့ချန်ပီယံလိဝင်ရအသင်းတစ်သင်းကိုပဲဦးစားပေးရွေးချယ်သွားဖို့ရှိပြီးတော့အန်ဒရီဘာတာကဒီကစားမောက်တော်လီသဘောကျနေခဲ့တာအက်တလတီကိုမက်ဒရစ်မှာတက်ခေါ်ခြင်းနေခဲ့ပြီးတော့အခုအာဆင်နယ်သင်းရဲ့တိုက်စစ်ဆုံ အတွက်ဒီဆွီဒင်သားကအားကိုးရနိုင်ဆိုတဲ့ပုံစံမျိုးနဲ့အသင်းကိုလည်းဖီအားပေးနေလို့တရားဝင်ကမ်းလှမ်းမှုတွေလုပ်ဖို့ပြင်ဆင်နေလို့ကြားသိရတယ်။အဲ့တော့တကယ်သာသွားပြီးကမ်းလှမ်းမယ်ဆိုတော့အာဆင်နယ်စီကိုရောက်လာနိုင်ချေရှိတဲ့ဆွီဒင်သားပါ။အသက်ကတော့လက်ရှိချိန်မှာ26နှစ်6လပိုင်း4ရက်နေဆိုရင်28နှစ်ပြည့်မယ်။ဒီရာသီမှာ52ကိုးသွင်းပြီးတော့ကိုလုံးဖိုင်ထားတယ်။မနစ်ကဆိုလေ40နှစ် သုံးကိုသွင်းပြီးတော့16လုံးဖိုင်းထားတယ်။ကြံခဲ့တဲ့နွေရာသီလုံးကဒုတိယခွဲစိတ်ခဲ့ပေမဲ့မနစ်ခတ်တဲ့ကောင်းတဲ့သွင်းကိုဖန်တီးမှုတွေကိုပေါ်တူဂီလိမှာလုပ်နေတယ်။အဲ့တော့ပရီးမီးယားလိမှာအသားကျနိုင်တာဆိုတဲ့အချက်ကိုအာဆင်နယ်ကထောက်လျှောက်စောင့်ကြည့်လာခဲ့ပြီးတော့အခုအနေထားရဆိုရင်တော့အာဆင်နယ်ရဲ့ပထမဆုံးကမ်းလှမ်းမှုပထမဆုံးခေါ်ယူမှုတောင်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။အဲ့တော့ဗီတာယောဂရက်အာဆင်နယ်စီရောက်လာမလား။အိုက်ဒါရောအန်ဒရီဘာတာအကြံပြုမှုနဲ့ဒီသားမောင်ကိုခေါ်ခြင်းရဲ့လားဒါမှမဟုတ်ဘက်ဂျမင်ဆက်စကိုပဲပဲမျှဝေလှည့်သွားမလားစောင့်ကြံပါပါတေချာတခွတော့ဘက်ဂျမင်ဆက်စကိုပဲခေါ်ခေါ် ဒေတာယောဂရက်ပဲခေါ်ခေါ်ယူအတန်း80အထက်အသုံးပြုရဖို့ရှိနေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖေဘီဆိုရိုမာနိုကိုရိုင်းဟီယာဝီကိုလှုပ်သွားခဲ့တဲ့ပလေယာတူဦးနဲ့ဖော်ပြကြပါတယ်အဲ့ဒါတော့အာဆင်နယ်ရဲ့ချစ်စလုံးနဲ့ခေါ်နေကြဖြစ်တဲ့ဝါရပြန်ဂျော်ကြီးပေါ့လေဂျော်ဂျင်ညိုကိုတော့ ဘရာဇီးကလပ်ဖလာမင်ကိုအသင်းကလာမယ့်ရက်အနည်းငယ်တွင်မှအကျိုးသဘောတူညီမှုလုပ်နိုင်တော့မယ်။စာချုပ်ပါအချက်လက်ရဆိုအနည်းဆုံး၃နှစ်ချုပ်မယ်။2028ခုနှစ်အထိဒီကစားသမားကိုသူတို့ကဒီလာအတွင်းမှာနေအပီးသက်ပြီးခေါ်ချင်တာ။ဘာကြောင့်လဲဆိုတော့ဂျွန်လာအတွင်းမှာကျင်းပမဲ့အုပ်စုဒီကလပ်ဝေါ်ကပ်ပွဲစဉ်နဲ့အမိဒီကစားမောက်သုံးချင်တာဖြစ်တဲ့အတွက်အဲ့ဒါတော့ဂျွန်၁၄မှာကျင်းပမှာပေါ့လေ။အဲ့တော့ကလပ်ဝေါ်ကပ်နဲ့ပတ်သက်ပြီးတော့ဒီကစားမောက်သူတို့ရဲ့အတွေ့အကြုံရင်ကွင်းလေကစားမောက်အဖြစ်ဖလာမင်ကိုကသုံးချင်တယ်။ကစားသမားလောဆယ်နိုင်ဦးထိုင်ရရနိုင်မယ်။လာကုန်အမိတော့ပြန်ပြီးတက် ်သာလာဖို့ရှိတယ်။အဲ့တော့ဂျော်ဂျီညိုအေဂျင့်ရဲ့အာဆင်နယ်အသင်းတာဝန်ရှိသူတွေဖလာမင်ဂိုအသင်းတာဝန်ရှိသူတွေဂျာတက်မှာကအားလုံးဆွေးနွေးမှုတွေပြီးစီးသွားပြီးဒီလာအတွင်းလာမယ့်ရက်နိုင်ငံအတွင်းမှာပဲဒါဖလာမင်ဂိုကစားသမားတရားဝင်ဖြစ်သွားတော့မယ်ပေါ့လေ။အဲ့တော့စောစောကကျွန်တော်ကြံခဲ့တဲ့ တပတ်လောက်ကပေါ်ပြခဲ့လို့ပေါ့ဂျော်ဂျီညိုကအာဆင်နယ်အသင်းစီကနေပြီးတော့စာချုပ်သက်တမ်းတလားလောက်စော်ပြီးထွက်ခွာဖို့ရှိဆိုတဲ့တည်င်းအတိုင်းပဲအခုဒါတွေကအမှန်တကယ်ဖြစ်လာခဲ့ပြီးဖီဘီဆိုရိုမာနိုရဲ့ပေါ်ပြထားကြရဆိုရင်တော့ဟီယာဝီကိုဖြစ်သွားခဲ့ပြီဖြစ်တဲ့အတွက်လည်းဒီစားမောက်ကျွန်တော်လာမယ့်ရပိုင်နဲ့ဖလာမင်ဂိုအသင်းဂျာစီနဲ့တွေ့မြင်ရဖို့ရှိနေပါတယ်33နှစ်ရဲ့အီတလီသားကတော့ဒီရာဒီမှာအသင်းတွင်26ပွဲဝင်ကစားထားတယ်ဒါမဲ့တကယ်ပွဲထွက်တာက16ပွဲတကိုးသွင်းထားတယ်မနစ်ကပွဲ30ကစားထားတယ်ပွဲ20ပွဲထွက်ထားပြီးတော့တကိုးသွင်းနှလုံးဖိုင် င်ထားတယ်။ brand point နဲ့ပွဲစဉ်မှာနိုင်ရိုးဒဏ်ရာရခဲ့ပြီးတော့ဒီစားမောက်ကျွန်တော်တို့ကြံခဲ့တဲ့မေလာကမှ1 plus 1တက်တန်းတိုးခဲ့တာ။တနစ်တက်တန်းတိုးတယ်။ကြိုက်လို့ရှိရင်နှစ်ဖက်သဘောတူပြီးတော့နောက်ထပ်အပိုတက်တန်းတိုးခွင့်တနစ်ဆိုတဲ့ပုံစံမျိုးနဲ့မနစ်ကချုပ်ခဲ့တာပေါ့လေ။အခုပါတီကိုလည်းအဲ့ပုံစံမျိုးလုပ်နေရပါပဲ။အဲ့တော့ဒီကစားမှကျင်လေခဲ့တဲ့ကလပ်တင်းနေဆိုရင်တော့ဘီရိုနာမှာ66ပွဲကစားခဲ့တယ်။79သွင်း၈လုံးဖန်တီးတယ်။နာပိုလီမှာတော့ ဒါပွဲပေါင်း160ကစားတယ်69သင်းပြီး14လုံးဖန်တီးတယ်အာဆင်နယ်မှာတော့88ပွဲကစားတယ်29သင်း3လုံးဖန်တီးပြီးတော့သူအများဆုံးပွဲကစားခဲ့ရတော့ချက်စီးမှာချက်စီးမှာ213ပွဲကစားတယ်29ကိုသူပြီးတော့10လုံးဖန်တယ်ကစားသမားဘောကအကောင်းဆုံးအချိန်ဒီဖြတ်တန်းပြီးတော့မှအာဆင်နယ်စီကိုရောက်လာရဆိုပေမဲ့သူ့ကိုအိုက်တာတကယ်ခေါ်လိုက်တာကအဝယ်လဲကန်းပိုက်မှာဩဇာညောင်းတဲ့အချက်ရယ်ပြီးတော့လူငယ်ကစားသမားလေးတွေကိုဟိုမော်တီပေးတဲ့အပိုင်းရယ်အသင်း ကစားသမားကြီးဆန်နမူရာယူလို့ရတဲ့ player 2ဦးရဲ့အတွေ့အကြုံရဲ့အရန်ကစားသမား2ဦးအနေထားမျိုးနဲ့ဒီကစားသမားကိုအာဆီနယ်တို့က2023စောင်းစည်းကွက်တုန်းကယူ73တက်သမား6တန်းနဲ့ခေါ်ခဲ့တာပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒီနေ့မနက် PSG အသင်းရဲ့ trainer မှာဒမ်ဘီလီတယောက်ပြင်ပြီးပါလာနိုင်ပြီလို့ကြားသိရတယ် ကျွန်တော်တို့ပထမကျော့အမေရိကန်မှာပြည့်ကြည့်တဲ့နိုင်တော်တော့တလုံးသေးတော့အနိုင်ကိုသူသားကလေးဒမ်ဘီလီပေါ့လေဒမ်ဘီလီကိုအဲ့ဒီကိုတဲ့သွင်းသွားလို့ကျွန်တော်တို့ကသိပ်ပြီးသတိမထားမိတာမဟုတ်ဘူးဈာထဲမှာလည်း off the ball movement ဒမ်ဘီလီဒီကွင်းလက်ဒီဘောလုံးဆင်းဆဲတာမျိုးတွေတောင်းပန်ထွက်ဆော့တာမျိုးတွေအေရီးယားထိမှာ free roll ဆော့တာတွေရှိအာဆင်နယ်ရဲ့ zone rotation ကိုပြက်ပြားသွားအောင် man to man marking ကိုပြတ်သွားအောင်အဓိကလုံနိုင်ခဲ့တဲ့ဂျိုသားအဲ့တော့ဒီကစားသမားပြင်ပြီးပါလာတော့အာဆင်နယ်အတွက်သတင်းကောင်းတော့မဟုတ်ဘူး။ဒါပေမဲ့တစ်ဖက်မှာသတင်းကောင်းတစ်ခုကတော့အာဆင်နယ်တို့ရဲ့ကွင်းလယ် ကစားသမားကပတိန်မာတင်အူဒီကက်ကဒီပွဲကိုပြန်ပါလာနိုင်မှုတွေရာခိုင်နှုန်းများနေတယ်ကစားသမားကိုယ်တိုင်ကဆော့လို့ရနိုင်ဆိုပြီးခေါင်းငိတ်ထားတဲ့ကြားသိရတယ်ခြေစွမ်းဘလောက်ကြီးပဲကြနေပါသေး။ OD ကနေမှာအစားထုတ်ဖို့ကျွန်တော်တို့မှကစားသမားမရှိဘူး။ Vanity လေးဘလောက်ပဲကောင်းပါဖြစ်ဖြစ်အတွေ့အကြုံရအောင်အသင်းကိုမောင်းနှင်အားရအောင်မာနီ OD ကအရင်ခြေစွမ်းကိုပြင်ရလာရင်တော့ကျွန်တော်တို့အတွက်ဆိုရင်ဒါဆုလက်တစ်ခုပေါ့လေ။နောက်တစ်ယောက်ကတော့ ဂျူရီယန်တင်မာအာဆင်နင်းဆေးဖွဲ့တောင်ရှိသူကတော့ဂျူရီယန်တင်မာနေနဲ့ဒုတိယကျော်စီးပိုင်းတွေမှာပြန်ပြီးဝင်ကစားခွင့်ရှိနိုင်မရှိနိုင်အောင်အနီးကပ်စစ်ဆေးမှုတွေလုပ်နေပါတယ်ပြန်ပါလာဖို့တော့ရခိုင်လုံးများပါတယ်ကော်နာဟန်လို့သတင်းထောက်မျိုးကတော့ဒီကစားမပြန်ပြီးဝင်ဆော့မယ်ဆိုပြီးတော့အာမခန္ဓာတွေ့တယ်အဲဆိုအသင်းရဲ့အကောင်းဆုံးကစားသမားတွေအဖြစ် ဒီဂျူရီယန်တမားနဲ့မာတင်အိုဒီဂက်ပြန်ပါလာဖို့ရှိပြီးတော့ကွင်းလက်မှာလည်းတောမတ်ပါတီပြန်ပါလာမယ့်ကွင်းလက်နေနဲ့ကျွန်တော်ပါရီကိုသွားမှာပေါ့လေအဲဆိုတော့ဒီကလရိုက်တောမတ်ပါတီမာတင်အိုဒီဂက်အရှိမဆိုရင်မာတီနယ်လီစာကာဝိုမေယူနဲ့ဒရမ်လာထရော့ဆက်နဲ့ဒရမ်လာစောင့်ကြပါပါအထောက်မှာ trouser ပါလာတဲ့ပွဲကြီးကျွန်တော်တို့ဆိုရလက်တိတ်မကောင်းဘူးဗျတိုက်ဆိုင်တာတော့မဟုတ်ဘူးအဲ့တော့ trouser ပွဲထွက်လာတာမျိုးအထောင်းမှာ martinelli နဲ့ trouser zone rotation လုပ်ပြီးဆော့တာမျိုးတွေကကျွန်တော်တို့တက်ဆိုရလက်အရင်ကောင်းခဲ့တာမဟုတ်တဲ့အတွက် main ကိုအထောင်းဖြစ်ပဲ aida တုံးလာမယ်လို့ထင်ပါတယ်ထုံးစံတိုင်းမှာကျန်တဲ့လူတွေကတော့ raya lewis kelly kivior saliba timba ဒီလူတွေပဲတုံးလာမယ်လို့ထင်ပါတယ် ဒီ season လေးကိုဒီကောက်ကြီးပေါင်းပြီးတဲ့ show ball လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆုံးတော့ viber ဖုန်းနံပါတ်3939963963ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေပါတယ် iPad ကိုရှိကို sport နဲ့နဲ့9သုံးလုံးမိတူကိုလည်းကစားလို့ရနေပါခင်ဗျာကဲနောက်ဆုံးနေ့တစ်ပတ်ကိုတော့ Arsenal မျိုးသမီးသတင်းလေးနဲ့ပဲဖော်ပြချင်ပါတယ်မနေ့ကညကန်သွားခဲ့တာည10:00နာရီလောက်ကဆီယာမာကြီးကတော့ပထမဟုတ်တော့မလို့နဲ့ပြီးတော့ဂိုးပြက်ကိုရှုံရော် Brighton နဲ့ကန်တာပေါ့လေဒါ Women Super League နှစ်ပွဲဆက်အရှုံးဖြစ်သွားတယ်ပထမတော့ကျွန်တော်တို့ Lion ကိုအဲကမ်ပတ်တွေပိုင်းနဲ့ပြန်လာပြီး Champion League Bolivia ပိုင်းတက်သွားတော့အမျိုးသမီးတင်းကတော့ share ပဲလို့ဒါပေမဲ့အခုနောက်ပိုင်းပြည်တွင်းနှစ်ပွဲရှုံးသွားတယ်အရေးကြီးတာတော့အမျိုးသမီး Champion League မှာဖလားရရင်ရပြီပြည်တွင်းမှာသူတို့ရှုံးနေဆိုမဲ့တိတ်တော့အရေးမပါတော့ဘူးဘာလို့ဆိုတော့ပြည်တွင်းပြိုင်ပွဲမှာက Chelsea မျိုးသမီးတင်းကအမပေးဖလားကိုရာသွားခဲ့ပြီး Arsenal မျိုးသမီးတင်းကဒုတိယနေရာမှာပဲ Brighton ကို၄ဂိုး၂ဂိုးနဲ့ Arsenal မျိုးသမီးတင်းရှုံးတယ်ပထမဂိုး စပြီးပေးလိုက်တယ် AD ကထိတ်မှာလုံးဝကန်သွားတာဗျာအပေါ်7ဘာစီ down တွေကို share ပဲ Brighton မျိုးသမီး player တယောက်ကန်သွားတော်တော်လေးကိုကောင်းပါတယ်နောက်တစ်လုံးနောက်တစ်လုံးကကြတော့ဒီဘေးကနေပြီးတော့ရှန်ထွက်လာတဲ့အလုံးကို wine လီပုံစံမျိုးရိုက်ပြီးကန်ထည့်သွားတာကောင်းရတာဗျာကိုသမားဘာမှမတက်နိုင်ဘူးနှစ်ကိုအဲ့မှာကျွန်တော်တို့အနေထားကဒါ1 2 21ဆိုတဲ့အနေထားရှိတာဗောလေအဲ့မှာတတိယမြောက်ကိုတတိယမြောက်ကိုကကြတော့ဒီကြော်ထဲ့သွားတဲ့လုံးနဲ့တူတယ်ဟုတ်တယ် ကိုသမားလည်းတော်တော်လေးညံ့တာပါအာဆင်နယ်အမျိုးသမီးသေးရင်ကိုသမားဇင်ဘာက rating အဖြစ်4.5ပဲရတယ်အဲ့တလုံးကိုသမားကိုကြော်ထဲဝါတယ်နောက်တလုံးကကျတော့ဒီကောင်တာပြန်ပေါက်တာကို1 match 1တွေ့ရတဲ့အခါမှာအကောင်းဆုံးကန်ထဲဝါတယ်အာဆင်နယ်မျိုးသမီးအသင်းရဲ့အဓိကကိုသမားတော့မဟုတ်ဘူးအရန်ကိုသမားပဲထည့်သွင်းသွားပါလေတစ်ဖက်မှာချီကျူးကမှ Brighton အသင်းရဲ့ကိုသမားလေးကတော်တော်ကောင်းတာပါ အဲ့လို့ဆိုတော့အဝေးကွင်းကြီးမှာပဲနှစ်ပွဲဆက်ရှုံးနေဆိုတော့ Renes Lang ရဲ့ Arsenal အမျိုးသမီးအသင်းကတော့ကျွန်တော်ထင်တာမမှားဘူးဆိုရင်တော့ဒီပြည်တွင်းပွဲနဲ့ပတ်သက်ပြီးစိတ်လျှော့လိုက်ပြီးထင်တယ်။ဒါပေမဲ့လည်း Russo တို့လိုကစားသမားမျိုးတွေ4လို့နောက်ပြီးတော့ Captain D တို့လိုကစားသမားမျိုးတွေတုံးသွားတာပဲ။မနေ့က Arsenal အမျိုးသမီးအသင်းတွက်ဆိုနှစ်ဂိုးပြင်ပြီးသွင်းခဲ့တာကတော့29မိနစ်မှာ Force Card တကို63မိနစ်မှာ Mariona Kennedy တကို음 Arsenal အမျိုးသမီးအသင်းအနေနဲ့ပြည်တွင်းပွဲတွေမှာဖြစ်ချင်အောင်ဖြစ်ဆိုပြီးထားလိုက်မယ်ဆိုလဲရတော့ရတယ်။ဘာလို့လဲဆိုတော့လက်ရှိချိန်ကြီးအဆင့်နှစ်ပဲ။ ချန်ပီယံလိဝင်လဲရတယ်ပထမဒီပွဲမတိုင်မီရှေ့ပွဲမှာတော့ကျွန်တော်အက်စတွန်ဗီလာမျိုးသမီးတွေကို၅ခု၂ခုနဲ့ရှုံးတယ်အဝေးခွေ၂ပွဲဆက်ကိုရှုံးတာလာမယ့်မေလ10ရက်နေ့ကျရင်တော့အာဆင်နယ်မျိုးသမီးတင်ကမန်ချက်စတာယူနိုက်တက်ကိုအိမ်ကွင်းမှာအခန်းစားမယ်အဲ့ဒါပြီးသွားရင်မေလ24ရက်နေ့မှာအာဆင်နယ်မျိုးသမီးတင်ကဘာစီလိုနာမျိုးသမီးအသင်းနဲ့ချန်ပီယံလိဘောလုံးပွဲကံရဖို့ရှိပါတယ်အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ